ခยีဆက်ရအောင်အာဒါဆိုရင်ခုနထဲကနေနံပါတ်5ကျွန်တော်တို့ကြည့်အောင်โอเคနံပါတ်5ကတော့ကျွန်တော်တို့အခုကြည့်ရမယ့်အရာကကျွန်တော်ဘာအကြောင်းကြည့်ရမလဲဆိုတော့ခုခံကာကွယ်ခြင်း fight defending each UH ဘာကြောင့်ကျွန်တော်တို့လွဲမာသောအရာကိုထောက်ပြပြီးမှ တမာတရားနဲ့ရှင်းပြချပြဖို့လူတလေဘာကြောင့်လုံနေရတလေအဓိကရည်ရချက်ကနံပါတ်1ဖရာသခင်နဲ့ဘုံတော်ထင်ရှားစေဖို့ရဖြစ်တယ်ဒါကအထူးတလေရှင်းပြဆရာမလူတော့ပါယုံကြည်သူတယောက်ခရိယန်တယောက်အမှုတော်ဆောင်တယောက်ဘာပဲလုပ်လုပ်ကျွန်တော်တို့ရဲ့လုံတမျှသောအရာရဲ့နောက်ဆုံးတိမပန်းနိုင်ကဖရာဘုံတော်ထင်ရှားဖို့ ဒါကြောင့်ကျွန်တော်ကိုကျွန်တော်မဲရမယ့်အရာကလူတယောက်ကိုကျွန်တော်ထောက်ပြတယ်ဗျာလူတယောက်ကိုတမာချန်းစနဲ့ကျွန်တော်ရှင်းပြတယ်ဘုရားဘုန်းတော်မထင်ရှားဘူးဆိုရင်တော့တတိတော်ထားရပါကျွန်တော်အဲ့လိုပြောတာနဲ့အများစုကတော့အာခရိယအချင်းချင်းအမားတွေထောက်ပြနေဘုန်းတော်မထင်ရှားဘူးတော့အဲ့လိုပဲမြင်ပြန်တော့အဲ့ဒါလည်းမဟုတ်ပြန်ကျွန်တော်ထောက်ပြပုံထောက်ပြနည်းကိုကျွန်တော်ပြောချင်တာ the way how i defend sound doctrine the way how we point out somebody's false teaching အဲ့ဒါလေးကို how ဆိုတာကိုပြောချင်တာဖြစ်တယ်။ညာတော်အဖြစ်တော်တော်များများကထောက်ပြတာမှတင်ပြကခရင်အချင်းချင်းเนาะအာဘယ်လိုပြောမလဲမပြောကောင်းဘူးဆိုကောင်းဖိန်လန်တလူပဲမြင်ကြတာ။ဘာမကောင်းဘူးယုံကြည်သူအချင်းချင်းခရင်အချင်းချင်းဒီလိုထောက်ပြနေရင်တော့ဘုရားမထင်ရှားဘူးတခြားဘာသာအာဝင်များရဲ့အာထင်သေးတာမြင်သေးတာဒီဖြစ်နေဦးမယ်မလုံနဲ့မလုကောင်းဘူးဆိုတာတွေကများပါတယ်။ ဟုတ်တော့ဟုတ်တယ်တတိထားရမှာက how ကျွန်တော်တို့ဝေပြန်ပြီးထောက်ပြရှင်းပြပုံရှင်းပြနေရဘုံတော်ဆုတ်ချစေတဲ့နေလာမဖြစ်ဘူးအမတန်ယူကြည့်ကျွန်တော်တို့တခြားဘာသာတွေကလူတယောက်အသေးတော်ကသေးနှုတ်ဆရာကဘာပဲကြော်ကြော်နိုင်ငံပဲကြော်ကြော်ဘယ်လူပဲကြော်ကြော်နော်တလောကကြီးပဲကြော်ကြော်ဘယ်လူပဲကြော်ပါစေ တမန်ချမ်းစာနဲ့လွေးနေတော့ထောက်ပြရမှာဘာကြောက်လဲဖရာမှုကပတ်တော်ကိုစန့်ကျင်တဲ့အရာကကျွန်တော်တို့ထောက်ပြရမှာပြီးတော့မှသူကိုယ်တိုင်တောင်တရလေအောင်သူဟောတဲ့သူတင်ပေးတဲ့အရာကလည်းယုံကြည်လက်ခံနေတဲ့လူကလည်းလွေးမှန်သိလေအောင်ကျွန်တော်ထောက်ပြရမှာဒါပေမဲ့အဲဒီထောက်ပြတဲ့အချိန်မှာကျွန်တော်တို့ကအခုနောက် အကြီးအချင်းတွေကိုပြန်တရိယာအောင်မရအောင်နူးညက်စွာတင်မွေ့စွာယူသေးလေးစားစွာเนาะကျွန်တော်တို့အပြုတ်သဘောဆန်သောအရာနဲ့ကျွန်တော်တို့ထောက်ပြတတ်ဖို့လိုပါတယ်ဒါအဲ့ဒါမှဖရာဘူးတို့ထင်ရှားနိုင်မှာဖြစ်ပါတယ်ဒီထောက်ပြခြင်းရဲ့ခုခံကာကွယ်ခြင်းရဲ့ဒီချက်ပန်းတိုင်းကတော့မတိမဖရာသခင်ဘုံတော်ထင်ရှားဖို့ဖြစ်တယ်လို့နံပါတ်2မှာကတော့ဖရာသခင်ရဲ့စကားတော်ကိုနာခံဖူးရဖြစ်တယ် ဖျားတပြေစကားနာခံဖို့ဆိုဘာကိုပြောချင်တာလဲလွေးတဲ့အရာမိတ်စာတီတီဟောနေတဲ့လွေးမသောဩဝါဒဟောနေတဲ့အဲ့ဒီဆရာကိုယ်တိုင်ကအိုးကျွန်တော်ကျမဟောနေတာသင်နေတာမှားနေပြီ ကျန်းစာကလည်းကျွန်တော် လွေးနေပြီဟဲ့ကျန်းစာဖက်မှာကျွန်တော်ပြန်လာမယ်ပြန်နားထောင်မယ်ဆိုတဲ့အရာကျွန်တော်တို့ပြစ်မှတ်ပါနိုင်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တော်တော်များများ apologist လို့ဒီအလုပ်ကိုလုပ်ချင်တဲ့လူတော်များများကတတိမထားမိလို့ဘယ်လိုဖြစ်သွားလဲဆိုတော့ ခွေးကိုအမဲယူနေပေါက်တယ်လို့ဖြစ်သွားတယ်ခွေးကိုအမဲယူနေပေါက်တယ်ဆိုတာကဒီလိုပါခွေးရဲ့အကြိုက်နှစ်သက်ဆုံးကအမဲယူပါပဲဒါပေမဲ့ကျွန်တော်တို့ကနူးညံ့စွာတင်မွေ့စွာချစ်ချင်းမိတ်သားနဲ့နှိတ်ချသောမလုံးသားနဲ့အမားကိုမထောက်ပြဘဲနဲ့တိုက်ခရီးတမားတယောက်ကဲသူကုရန်သူကဲသူရှုတ်ချကဲရဲ့လောင်တဲ့သဘောနဲ့တွားတိုက်တဲ့အခါမှာဘာဖြစ်သွားလဲ နောင်တရပြီသူကိုယ်တိုင်ကဖျားစကားကိုနားထောင်မဲ့အစားဖျားရဲ့သူကပတ်တော်တမတရားကနေပူပြီးပူပြီးအလှမ်းဝေးသွားတယ်။ဒါဆိုရင်ကျွန်တော်ပြစ်မပန်းနိုင်လွယ်သွားတယ်။ထုတ်ပြတဲ့လူကိုယ်တိုင်ကလွယ်သွား။ဒါကြောင့်ကျွန်တော်တို့ထုတ်ပြတဲ့အခါမှာရှင်းပြတဲ့အခါမှာအေးဒီလွယ်နေတဲ့လူတယောက်ကိုကျွန်တော်တို့တမတရားမှပြန်ဆွေးခေါ်ရမှာဖြစ်တယ်။အေးဒီလွယ်နေတဲ့ဟောပြောချက်ကိုခံယူတဲ့သူ့ရဲ့ ခုခက်စကန်နဲ့ပြောမိစဖန်ဒီသူ့ရဲ့တပေ့ဒီသူ့ရဲ့နောက်လိုက်ဒီကလည်းပဲတမာတရားဖက်မှာပြန်လှေလာပြီးနားထောင်အောင်နာခံတာဖို့ကကျွန်တော်ပြစ်မပန်းနိုင်ကြပါနံပါတ်3ဒီ fight defending ရဲ့ UH ကယုံကြည်ခြင်းကိုခုခံကာကွယ်ဖူးရဖြစ်တယ်ဒီမှာဂျမ်ပိုက်ဒီအသေးစိတ်ပေါ်ပြထားပါဒီဂျမ်ပိုက်ဒီကိုဖတ်ကြည့်ပါဒီအကြောင်းဒီပဲပြောပြထားပါယုံကြည်ခြင်းကိုခုခံကာကွယ်ဖူးဆိုဘာကိုပြောချင်တာလဲ fight defending ကိုခေါ်တယ်။ကျွန်တော်တို့ခရစ်တော်ထံကယရှိယုံကြည်ထားသောအရာ။ယေရှုတွင်တင်ပေးတဲ့နှုတ်ကပတ်တော်ကျွန်တော်ယုံကြည်ခံယူထားတဲ့အရာဟာဒီဟာကမှန်တယ်။မလွဲနိုင်ဘူးမမှားနိုင်ဘူး။ယေရှုရဲ့တွင်တင်တဲ့တမန်ကျမ်းစာကအမှန်တယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်ကတေးသည့်တိုင်အောင်ထွေးပိုက်ပြီးယုံကြည်ကာကွယ်ဖို့ဖြစ်တယ်။ဥမာတင်းရဲ့လက်ထဲမှာဆွေဒုံးကိုဂိုင်တဲ့အခါမှာ တချို့သောလူတွေအဲ့ဒါဆူကြီးဒုမဟုတ်ဘူးဆူကြီးအတုတချို့သောလူတွေအဲ့ဒါကကြောက်တုံးတချို့တွေကချီတချို့တွေကအဘလူတွေပါ냐အာမျိုးမျိုးလာပြောရင်တောင်မှမဟုတ်ဘူးဒီအရာကကျွန်တော်ကိုယ်တိုင်ကဆူကြီးတထဲကြီးရှီကနေအမွေရထားတဲ့အရာပါဟဲ့ဆူပြောတော့မှကိုယ်ကိုယ်တိုင်ကလည်းပဲရရှိထားသောခရစ်တော်ကိုယ်တိုင်ထံကရရှိတဲ့ယုံကြည်ခြင်း ဘလို့မျိုးလဲနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရရှိထားသောယုံကြည်ခြင်းကိုပြန်ပြီးတော့မှလက်မလျှော့ရလေအောင် အရှုံးမပေးရလေအောင်ကျွန်တော်တို့ကတည်တည်တော်ထွေးပိုက်ကာကွယ်ဖို့လူအပ်ပါတယ်နံပါတ်၄မှာအသေးတော်ကိုမှားယွန်းသောဩဝါဒမှာကာကွယ်ဖို့ဖြစ်ပါတယ်အဲ့ဒီလွေမှာသောဩဝါဒကိုထောက်ပြနေရတဲ့အကြောင်းရင်းထက်ကရည်ရွယ်ချက်နံပါတ်၄ကတော့ ကျွန်တော်တို့ဖယားကျွန်တော်တို့ဥဆောင်တဲ့အသင်းသူတင်းသားပဲဖြစ်နိုင်တယ်တခြားမှာပါဝင်တဲ့တင်းသူတင်းသားတွေလည်းဖြစ်နိုင်တယ်သူတို့လည်းပဲကျွန်တော်တို့ကမထောက်ပြဘူးဆိုရင်တမာတရားနဲ့မရှင်းပြဘူးဆိုရင်များတော်အားဖြင့်ခရိယန်အများစုကနေ့တိုင်းတောင်မှဂျမ်းစာမဖတ်တဲ့လူတွေများပါတယ်ခရိယန်ယုံကြည်သူတို့ဒါကျွန်တော်ပြောတာနော်တင်းုပ်ဆရာကူတိုင်းတောင်မှ devotion ပုံမှမယူတဲ့ဆရာတွေလည်းအများကြီးရှိတယ် devotion ကိုအဖြစ်တဘောလောက်ပဲယူယူပြီးတော့မှကိုယ်တိုင်တောင်မှ bible study ကောင်းကောင်းမလုပ်ချင်တဲ့လူတွေမလုပ်တဲ့လူတွေတင်းကနွေနဲ့ရောက်တော့မယ့်အချိန်မှာကျန်းစာလာတဲ့အဖွဲ့တွေများတဲ့အခါမှာကကိုယ်သင်းသူသင်းသားတွေရောကိုယ့်ရဲ့အမျိုးတွေရောပါသွားကုန်မှာပေါ့စုတော့ကျွန်တော်တို့တမန်တရားကိုအော်စင်ကြေတော့ဩဝါဒဟာဖခင်ကဒီလိုသွန်သင်ပေးပါလေဒါအမှန်ပါ လွေးနေတာကကျန်းစာနဲ့လွေးတဲ့အရာကဒီလိုပါအမှန်ကဒီလိုပါထောက်ပြရှင်းပြဖူရန် ကျွန်တော်မှတာဝန်ရှိ။ဘာကြောင့်လဲ?ကျွန်တော်တို့အတင်းတူတင်းသားတွေမလွဲလေအောင်။ကျွန်တော်တို့ညီကောင်မောင်တွေမလွဲလေအောင်။အဲ့ဒီဟောပြောနေတဲ့ဆရာရဲ့တင်းတူတင်းသားများလဲသူတို့ဆရာပဲဆိုပြီးတော့မှမျက်စိမိပြီးနောက်မလိုက်သွားရလေအောင်ကျွန်တော်တို့ထောက်ပြရှင်းပြဖို့လိုအပ်ပါတယ်။အဲ့ဒီထဲကနေ pastoral ministry လို့ခေါ်တဲ့သင်းအုပ်ရဲ့ဝတ်တရားထဲကနေတခုအပါဝင်က pastor ဆိုတာကကျွန်တော်သိနေတိုင်းပဲ shepherd သူထင်းဖြစ်တယ်။ သူထိမ့်မအဒီကအလုပ်၃ခုရှိပါတယ်အဲ့ဒါက to fit ရှိသူတငယ်သူတော်စုမြောက်ကျွေးမွေးရမယ် to protect သူတော်စုကာကွယ်ရမယ်ဘာအဖြစ်ကာကွယ်ရမလဲမာယုန်တွေအော်အရာဘေးကနေကာကွယ်ရမယ်လောကရဲ့ဒုစရိုက်ဘေးကနေကာကွယ်ရမှာကျွန်တော်မှုတော်ဆောင်ရဲ့ဒါဝန်ဖြစ်တယ်အဲ့ဒီကာကွယ်တယ်ဆိုတာကဟူပြီးအတင်းတော်မှာမတော်နဲ့ဟူလိုင်းကိုမကြည့်နဲ့ဒီ YouTube ကိုမကြည့်နဲ့တားလို့မရဘူး အဲ့လိုကျွန်တော်တို့တူးဒီနားမှာအချိန်ပြိမနေနိုင်ဘူးတနင်္ဂနွေနဲ့တရက်လောက်ပဲအများစုကတွေ့နေရတာတပတ်မှလက်ချိန်၃ချိန်တွေ့ရဆိုရင်တောင်မှတနားဤတောင်စကားပြောခွင့်မရခဲ့ဘူးဆိုတော့ကျွန်တော်တို့မှန်ကန်သောဩဝါဒကိုခြားပြမယ်လွင်နေတဲ့အရာကိုလည်းထောက်ပြမယ်တမာတယောက်ရှင်းပြရတာကအသိန်းတော်ကိုမှားယူတဲ့ဩဝါဒကနေကာကွယ်ဖူးရန်ဖြစ်ပါတယ်နံပါတ်၅ယုံကြည်သူများကိုတိဆောက်ပေးဖူးရန်ဖြစ်တယ် လွဲနေတဲ့အရာကနေဆက်လက်ပြီးမလွဲလေအောင်ယုံကြည်ခြင်းမှခိုင်ခတ်လာအောင်အမှန်တရားတမန်တရားနှုတ်ကပတ်တော်စင်ကြယ်သောအရာ၌ကြီးထွားလာအောင်ကျွန်တော်တို့ဒီအရာကိုလှုပ်ဆောင်ရမယ့်အကြီးအကျယ်ဖြစ်ပါတယ်။နံပါတ်6လွဲမှားနေသောတရားဟောဆရာကနောင်တတရားနဲ့တမန်တရားသူပြန်လေဆွဲခေါ်ဖို့ရဖြစ်တယ်။အခုနပြောထားတဲ့ဟာလိုမျိုးပေါ့။အမဲယူနေမပေါက်ဘူး။ သူ့ကိုကေရရှုတ်ချနေတယ်ဆိုရင်နောင်တရဖူနေနေတာတာပူပြီးပူပြီးမှသူ့ရဲ့ဩဝါဒခုခံရင်းနဲ့ဒေါသထွက်ရင်းနဲ့ငါကူပဲကြိုက်တယ်လို့ဆေးကြငါကူကြိုက်တယ်လို့ပြောကြငါဆက်လုံမှာပဲกว่าဆိုပြီးတော့မှအရွက်တိုက်ပြီးဆက်ဆက်မှားနေမှာဒီလူမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ကပန်းတိုင်ထားရမယ်အရာရွေချက်ထဲကတခုထားရမယ်ကလွေးနေတဲ့လူနောင်တရဖူးရစုလေတောင်းပေးရမှာ မိတ္တာနဲ့ချတော့ထောက်ပြရမှာဓမ္မတရားကိုရှင်းလင်းစွာကျွန်တော်တို့ရှင်းပြရင်သူဒီစစ်မှန်သောယုံကြည်သူဆိုရင်ဒါနေ့တစ်ချိန်ကြာရင်တန်ရှင်သောဝိငင်တော်ရဲ့အတ္တဖော်ပြခြင်းနာဖြင့်ငောင်တတရားလာမှာပြန်လှည့်လာမှာဖြစ်ပါတယ်ဘယ်လောက်မှုမြတ်မလဲစဉ်းစားကြည့်ပါဒါမဲ့ထောက်ပြတဲ့လူရဲ့ထောက်ပြပုံထောက်ပြမှုမှားယွင်းမှုကြောင့်ပူပြီးမှပူပြီးမှတမာတရားနဲ့လွဲရင် လောင်တတရားလာနဲ့ပူပြီးမှဝီးသွားရင်ကျွန်တော်တို့မှာမဇာတိအာကြည့်ဘူးကြောင့်ပူပြီးမှသူ့မြောက်ဖရားကနေမဝေးစေဘူးအယူကြည်ပါတယ်နောက်ဆုံးတစ်ခုလေးဒီအမကဘာလဲဆိုတော့မယုံကြည်သူများရှိဤဝင်ပြီးဟောရာတွေအထောက်အမပေးဖူရန်ဖြစ်ပါတယ်ယုံကြည်သူများ sorry မယုံကြည်သူများရှိမှလည်းဒီမှားယူလေဩဝါဒထောက်ပြချင်းနာဖြစ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ apologistic ကမြန်မာ เอ background เนี่ยကျွန်တော်ပြောတာဖြစ်တယ်အေးကျွန်တော်တို့ wall view เนี่ยကြည့်ရင်သူတို့ရဲ့ apologetic သူများနိုင်ငံပြောတဲ့အရာက religion တစ်ခုနဲ့တစ်ခုကြားဟာအများစုဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကတော့ religion ဘာသာကြီးတစ်ခုနဲ့တစ်ခုကြားမှာအဲ့လို put တိုင်းမှုလို့ပြောမလားမောင်ရင် သူများကအာနင်တို့ခရိယန်ဟာတင်တို့ယေရှုဟာတကယ်တကယ်ဖခင်မဟုတ်ဘူးသူသေးတာသူ့အပြစ်ကြောင့်ပါ သူ့ကိုယုံကြည်လက်ကေရင်ချင်းရမှာမဟုတ်ဘူးစသည်ဖြစ်တန်တရားစိတ်နဲ့လာပြောတဲ့အရာကိုဩယေရှုဟာတရားမှာတရားယေရှုဟာဖျားဖြစ်ပါလေဖန်ရှင်ရှင်ဖြစ်ပါလေကဘာမတီခင်ကလေးရှိတယ်ကဘာကြီးကသူဖန်ဆင်းတယ်လောကသားများတို့လူစားတိလာခံယူတယ်ကိုစားပြုတ်အသေးခံတယ်တကယ်ရှင်ပြန်ထမြောက်တယ်ယေရှုကောင်းကင်ဘုံမှာပြန်သွားတနေ့ကျန်ပြန်လာမယ် ဒါဒီကိုကျွန်တော်တို့ကဘယ်လိုပြောရမလဲ biblical proof evidence သမာကျမ်းစာအခြေပြုတဲ့အထောက်အထားတွေနဲ့ကျွန်တော်ရှင်းပြရမယ်အဲ့ဒါ scriptural မဟုတ် biblical evidence လို့ခေါ်တယ်ကျမ်းစာအဖြစ်တခြားဘာသာဝင်တွေတခြားလူတွေကလည်းဩဒီလိုပါဆိုပြီးတော့မှထောက်ပြရမှာဒုတိယမှာအမတန်ကြီးကြည့်တာက historical evidence လို့ခေါ်တယ်သမိုင်းအထောက်အထားနဲ့သူတို့ချပြရမှာဖြစ်တယ်ပြီးတော့မှ practical evidence နေရတိုင်းမှာလက်စီဂျုံတွေ့နေတဲ့အရာတွေကလည်းတကယ်တကယ်ဖြစ်တဲ့အရာတနည်းအားဖြင့် logical evidence လို့ခေါ်တယ်။ယုတိဗေဒနဲ့ဆိုင်တဲ့လို့ပြောမလားအာလက်တွေ့ကြကြယုတိရှိရှိနဲ့ဒီလိုဖြစ်ကြောင့်ဒီလိုပါဆိုတာကိုကျွန်တော်တို့ကရှင်းပြချပြရမှာဖြစ်ပါတယ်။ဒါဒီဟာလည်းပဲမယုံကြည်သူများကိုဖခင်နဲ့ဝီအောင်မဟုတ်ပဲနဲ့မယုံကြည်သူများကလည်းဖခင်ကိုပူပြီးစိတ်ဝင်စားလာအောင် ဖခင်ကိုယုံကြည်လာအောင်ဆွေးခေါ်ဖို့ဟာ biblical apologetic ရဲ့ရွေးချက်ပါနိုင်ဖြစ်ပါတယ်ဆိုတာဒီအချက်ခုနှစ်ချက်လေးကိုအဓိကဖော်ပြလိုပါတယ်ဟုတ်ပြီ